ပရီးမီယာလိဂ်ကိုတန်းတက်လာခဲ့ပြီဖြစ်တဲ့လေးစ်နဲ့ဘန်လီယမနီကအချိန်မြန်စားတော်တဲ့လေးချန်ပီယံရှစ်ပွဲစဉ်တွေပြီးမှာတော့လေးစ်နဲ့ဘန်လီအသင်းတို့ဟာပရီးမီယာလိဂ်ကိုတိုက်ရိုက်တက်ရောက်ခွင့်ရရှိသွားခဲ့ပြီဖြစ်ပါလေပွဲစဉ်44မှာနှစ်သင်းစုံအနိုင်ရရှိခဲ့တာဖြစ်ပြီးတတိယနေရာကရှယ်ဘီယူနိုက်တက်ကိုနှစ်ပွဲလိုမှာရှင်မဖြတ်တော့နိုင်ခဲ့တဲ့အတွက်အင်္ဂလန်ထိပ်တန်းလိဂ်ကိုတန်းတက်ခွင့်ရရှိခဲ့တာလည်းပဲဖြစ်ပါလေအင်္ဂလန်လိဂ်ဒုတိယတန်းမှာ200ဒီယာဖြတ်တန်းခဲ့ရတဲ့လေးစ်အသင်းဟာ ။အယ်လန်ရော့မှာဂျိုဘီရိုရဲ့အတွင်းကို၄ဂိုးနဲ့အတူစတူဂတ်ကို၆ဂိုးဂိုးမရှိနဲ့ဂိုးပြတ်အနိုင်ရရှိခဲ့တာလည်းပဲဖြစ်ပါရယ်။ခရစ်ရန်နာရဲ့ရှက်ဘီနော်တဲ့အသင်းဟာဘန်လင်းနဲ့နောက်ကျပွဲစဉ်မှာအနံမရပါကဒန်နီယယ်ဖာဂီရဲ့လေးအသင်းဟာပရီးမီးယားလိဂ်ကိုပြန်လည်ရောက်ရှိမယ်ဆိုတာသိထားပါရယ်။ဘန်လင်းအသင်းကောင်းဆောင်ဘရောင်းဟေးဟာ၂ဂိုးတကူနဲ့ရှက်ဘီနော်တဲ့အသင်းကိုနိုင်ရရှိတဲ့ပွဲစဉ်မှာ၂ဂိုးသွင်းယူပေးခဲ့ပြီးသူ့အသင်းနဲ့လီးစ်အသင်းတွေတက်နက်ခွင့်ရစေဖို့တေချာစေခဲ့တာလည်းပဲဖြစ်ပါရယ်။ လေးစနဲ့ဗန်လီယာသင်းတို့ဟာ64မှ9စီရရှိထားတာကြောင့်နောက်ဆုံး9ဘက်မှာတပည့်တာနာရရှိထားတဲ့တရီယန်နီယာကရှက်ဖိယူနိုက်တက်အသင်း86မှတ်ကဒီနှစ်သင်းစလုံးလိုက်မမီနိုင်တော့တာလည်းပဲဖြစ်ပါတယ်။ပြည်ရဲရာသီချန်ပီယံရှစ်ပလေးအော့ဖ်နောက်ဆုံးပွဲစဉ်မှာဆာရတန်အသင်းကိုဝင်းမလီကွင်းမှာရှုံးနေခဲ့တဲ့လေးစားစတူကတ်ကိုအလွယ်တကူနဲ့ပဲအနိုင်ရရှိခဲ့တာဖြစ်ပါတယ်။အသင်းကဆောင်းပါဒူဘာလောလေးစအသင်းအနေနဲ့ချန်ပီယံရှစ်ဖလားအတွက်ဆရတိုင်ဘန်ဝင်သွားမယ်လို့ဂရီးပြူပြောဆိုခဲ့တာလည်းပဲဖြစ်ပါတယ်။အရန်ကိုဂုံးကြီးပါတယ်အပြည့်သဘောဆောင်တဲ့ချက်တွေကတော့အများကြီးပါပဲ။ အောင်ပွဲခံနေတာတွေကတော့တကယ်ကိုအံ့ဩလောက်ဆရာပါပြီ။ကျွန်တော်ဒီအတွက်တနေ့လုံးကိုစူးစမ်းခဲ့ကြတာပါ။ဒါပေမဲ့ဒီအောင်မြင်မှုကိုမမုံဝါစေချင်ပါဘူး။ကျွန်တော်ရယူခြင်းနဲ့နောက်ထပ်ပန်းတန်တစ်ခုရှိပါသေးတယ်။ဒီတော့ဒီနောက်ကိုပျော်ရွှင်စွာနဲ့ပဲဖြတ်တန်းပြီးရင်အားလုံးကိုအကောင်းဆုံးလှုပ်ဆောင်သွားမှာပါလို့ဖွင့်ရပြောဆိုခဲ့တာလည်းဖြစ်ပါလိမ့်။လေးသိန်းအောင်မက်ချ်တော့အစပိုင်းကစလို့ရင်းရိုင်ခဲ့ပေမဲ့6ပွဲမှာတပွဲတည်းသာနိုင်ရရှိထားတာကြောင့် playoff နေရာတနေရာရဖို့အတွက်ထပ်မံစူးစမ်းရမှာကိုစိုးရိမ်ခဲ့ကြပါလိမ့်။ ဒါပေမဲ့အတွင်းကို89ခုနဲ့အတူလီရဲ့ဂိုးသွင်းအများဆုံးအသိဟာအခုခါမှာတော့နောက်ဆုံး၄ဝက်စလုံးအနိုင်ရရှိကြတာလည်းပဲဖြစ်ပါရည်။စကောဘာကရဲ့ဗန်လီအသိကသူတို့ရဲ့အနီးကဆုံးပြိုင်မဲ့တွေလောက်ဂိုးသွင်းနှုတ်မကောင်းခဲ့ပေမဲ့လို့သူတို့ရဲ့အသာတက်မှာခံစစ်ဖြစ်ပြီးတရားစီလုံး15ခုသာခွင့်ပြုပေးထားတာလည်းပဲဖြစ်ပါရည်။ဗန်လင်းနေအောင်ရှေ့ပြီးနောက်တဲ့အသိကိုနိုင်ရပြီးတဲ့နောက်30ပွဲဆက်ရှုံးပွဲမရှိကလပ်ရဲ့စံချိန်ကိုဆက်လက်ထိန်းသိမ်းထားပြီးတော့ပရီးမီးယားလိဂ်ကိုချက်ချင်းပြန်တက်နိုင်ကြတာလည်းပဲဖြစ်ပါသေးတယ်။ ျွန်တော်တို့ကိုအချိန်မောင်းများစွာ short တွက်ခဲ့ကြပါလိမ့်လူတွေကကျွန်တော်တို့ကိုညင်းငွေစရာကောင်းတယ်လို့ပြောကြပါလိမ့်ကျွန်တော်တို့ဟာညင်းငွေစရာကောင်းတဲ့ဇာဟန်လည်းပဲပရီးမီးယားလိဂ်ကိုတန်းတက်ခဲ့တာပါလို့အသိကောင်းဆောင် brown hay ကဖွင့်ရပြောဆိုခဲ့တာလည်းပဲဖြစ်ပါလိမ့်နေပြန်ပါကတော့ဖူအန်သင်းနဲ့ဘောမောင်သင်းတို့ကိုလည်းတန်းတင်ပေးခဲ့ပြီးခုကမှတော့၃သင်းမြောက်ကိုပရီးမီးယားလိဂ်စီကိုတန်းတင်ပေးနိုင်ခဲ့ပြီပဲဖြစ်ပါလိမ့်။ဒါတော့အရာလုံးပါပဲ။ဒီအနှစ်အစမှာတန်းတက်ဖို့ရည်မှန်းချက်တွေကျွန်တော်တို့ထားရှိခဲ့ပါလိမ့်။ ရာသီအစောပိုင်းမှာတက်ကြရီအများကြီးချိခဲ့ပြီးတော့ကျောတို့ဖြတ်တန်းခဲ့ရတဲ့ခီးဟာတကယ်ကိုမယုံနိုင်စရာပါပဲလို့ဖွင့်ရပြောဆိုခဲ့တာလည်းဖြစ်ပါလေ။ရှပီနာတဲ့အတင်အပြည့်ရဲ့လောက်ကောမှာချန်ပီယံရှစ်ဇေယထိတ်ဆုံးကိုရောက်ရှိခဲ့ပေမဲ့နောက်ပိုင်းမှာပုံစံပြက်ပြဲသွားခဲ့တာပဲဖြစ်ပါလေ။ရှပီနာတဲ့အတင်အတတိယနေရာမှာတေချာပေါက်ရက်တီမှာဖြစ်ပေမဲ့လည်း playoff ကနေတဲ့ဆင်ပရီးမီးယားလိစီကိုနေရာရဖို့အတွက်တိုက်ပွဲဝင်ရအောင်မှလည်းဖြစ်ပါလေ။လာဘရန်ဒီချမ်ပီယံလိဝင်ခွင့်အတွက်ပရီးမီးယားလိဂ်အသင်း၅အသင်းစိတ်လုံချားစရာကောင်းစွာနဲ့ပဲ ဘဲတဲ့နေကချမ်လေးဝင်ခွင့်ရမလဲဆိုတာကိုကမ်မန်ပြောဆိုပေးလိုက်တဲ့စူပါကွန်ပျူတာလာမတဲ့ချမ်လေးဝင်ခွင့်အတွက်ပရီးမီးယားလိအသင်း၅သင်းလိုအပ်တဲ့အတိအကျရလတွေကို OPD ရဲ့စူပါကွန်ပျူတာကထုတ်ပေါ်ပြောဆိုလိုက်ပါလိမ့်လက်ရှိမှာတော့ Chelsea, Man City, Newcastle, Northern Forest နဲ့ Aston Villa အသင်း၅သင်းဟာလာမယ့်ရာသီမှာဒီပြိုင်ပွဲဝင်ခွင့်အတွက်တိုက်ပွဲဝင်နေကြတာလည်းဖြစ်ပါလိမ့် လဘောဒင်းနဲ့အာဆင်နယ်အသင်းတို့ကဝင်ခွင့်သေးကြနေပြီဖြစ်တဲ့အတွက်အထက်မှာပေါ်ပြထားတဲ့အတိုင်းပဲရှင်ပြိုင်ဖို့ရနေရာ၃နေရာသာတန်ရှိတော့တာဖြစ်ပြီးအစင်ကားနေရာကလည်းပြိုင်ပွဲဝင်ခွင့်ရရှိမှာလည်းပဲဖြစ်ပါရည်။လက်ရှိရတ္တိမှုအနေထားရနေဦးကဆယ်က56မှတ်နဲ့အစင်၃မှာရတ္တိနေပြီးတော့အစင်9မှာရှိနေတဲ့စတော်မီလာအသင်းကလည်းနှစ်မှတ်သာကွာဟနေတာလည်းပဲဖြစ်ပါရည်။တန်အသင်းတွေကတော့သူတို့ကြားမှာရောပြနေတာလည်းပဲဖြစ်ပါရည်။ ငါးဘွဲသာတန်ရှိတော့တဲ့အချိန်မှာချန်ပလစ်ဝင်ခွင့်သေးကြစေဖို့အတွက်အသင်းတရင်ချင်းစီလိုအပ်နေတဲ့ရလဒ်တွေကို OPD ရဲ့ Super Computer ကထွက်ချက်ခံမှန်းပေးထားတာလည်းဖြစ်ပါလိမ့်။ဥရောပရဲ့ထိပ်တန်းအသင်းကြီးတွေရဲ့ပြန်ဝဲဝင်ခွင့်အတွက်အနည်းဆုံးရမှတ်66မှတ်လိုအပ်တယ်လို့ခံမှန်းထားပြီးတော့ဒါအရီအသင်းအချို့အတွက်ဆိုရင်စရာအချက်ပြခေါလောင်းတန်လည်းပဲဖြစ်လာနိုင်ပါလိမ့်။ဒါကြောင့် Chelsea, Northern Forest, Villa တို့ဟာလက်ကျန်ပွဲစဉ်တွေမှာကိုးမက်စီရယူနိုင်ဖို့လိုအပ်မှာဖြစ်ပြီးသူတို့အားလုံးမှာလက်ကျန်58မက်စီရရှိထားပါလိမ့်။ နေပြစန်းတို့ဆီယာ forest အသိန်းဟာပြိုင်ပွဲတွေထက်လက်ကျန်ပွဲတပွဲရှိနေသေးတဲ့အပြင်ရာသီပိန်သိမ်းဖို့အတွက်အကောင်းဆုံးပွဲကျင်စရာကိုပိုင်ဆိုင်ထားတယ်လို့ဆိုနိုင်ပါတယ်။ဒါပေမဲ့လည်းနေပြအန်ဆိုမာရော့စကာရဲ့ချဲ့တဲ့အသိန်းကတော့ရာသီမကုံဆုံးမင်မာလီဗာပူးနဲ့မန်ချက်စတာယူနိုက်တက်အသိန်းတို့ကိုအသိန်းကြီးတွေကိုရင်ဆိုင်ရအောင်မှလည်းပဲဖြစ်ပါတယ်။ထို့တူပဲအစတိုမီလာအသိန်းကလည်းစပါမန်ယူနိုက်တက်မန်စီးတီးအသိန်းနဲ့ရင်ဆိုင်ရအောင်မှဖြစ်ပြီးတော့ဒါသူတို့ချန်ပီယံလိဂ်ကိုပြန်လာဖို့အတွက်လက်ရှိကြိုးပမ်းမှုကိုလမ်းလျှော်သွားစေနိုင်တာလည်းပဲဖြစ်ပါတယ်။ ဇိုဘောကွန်တာရဲ့အဆိုအရဆိုရင်မန်စီးအသင်းကတော့ပြန်ဝဲဝင်ခွင့်တေချာစေဖို့နောက်ထပ်ရှစ်မှတ်သာလိုအပ်မှလည်းပဲဖြစ်ပါလိမ့်။ဘော်လုံးနေညမှာစတိုမီလာအသင်းနဲ့ဇာယာမဲ့ပွဲစဉ်အပြင်သူတို့ဟာဖူဟန်ဘုံမဝူနဲ့ဆာလတန်အသင်းတို့ကလည်းရာသီကုန်အထိတွေးဆောင်ရအောင်မှလည်းပဲဖြစ်ပါလိမ့်။နောက်ဆုံးအနေနဲ့နယူကောင်ဆယ်အသင်းကလည်းလက်ရှိ56မှတ်ရရှိထားတဲ့အတွက် OBD ရဲ့သမတ်မှတ်တမ်းကိုရောက်ဖို့အတွက်9မှတ်သာလိုလာလေးပဲဖြစ်ပါလိမ့်။သို့တော်လည်းပဲငှက်ကြားတွေဟာလမရာသီအော်ရောပရဲ့ထိတ်တန်းပြိုင်ပွဲဝင်ခွင့်အတွက်အာဆန် Chelsea, Bayern တို့လိုခက်ခဲတဲ့စံတမ်းမှုတွေကိုကြော်ဖြတ်ဖို့လိုအပ်နေတာလည်းပဲဖြစ်ပါလိမ့်။ဇိုဘာကွန်မြူနာကတော့ Champions League ဝင်ခွင့်သေးချာစေဖို့လိုအပ်တဲ့အမှတ်အရေအတွက်ကိုအကြံပြုပေးခဲ့သလိုဘယ်အသင်းတွေဝင်ခွင့်ရမလဲဆိုတာကိုလည်းခံမှန်းထားတာလည်းပဲဖြစ်ပါလိမ့်။သူတို့ရဲ့ခံမှန်းချက်ရ Man City က68မှတ်နဲ့အဆင့်3မှာရပ်တည်ပါဖြစ်ပြီးနေဦးအောင်စေက69မှတ်နဲ့သူတို့ရဲ့နောက်မှာတမက်အကွာမှာရှိနေမှာလည်းပဲဖြစ်ပါလိမ့်။ Northern Forest က Champions League ရဲ့နောက်ဆုံး9နေရာကိုရောက်ယူသွားမယ်လို့ OPD ရဲ့ Super Computer က မှန်ချက်ထုတ်ခဲ့တာလည်းပဲဖြစ်ပါလိမ့်။ Northern Forest အသင်းရောဥရောပရဲ့ထိပ်သီးအသင်းကြီးတွေရဲ့ပြိုင်ပွဲမှာ1980ကနောက်ဆုံးရခဲ့တာလည်းပဲဖြစ်ပါလိမ့်။ဒါကြောင့် Super Computer ရဲ့ခမှန်ချက်အရ Aston Villa နဲ့ Chelsea အသင်းတို့ကဝင်ခွင့်မရဘဲလာမယ့်ရာသီကိုပါလိမ့်မှာရှင်ပြိုင်စားရမှာဖြစ်တယ်လို့ခမှန်ထွက်ချက်ထားတာလည်းပဲဖြစ်ပါလိမ့်။ဆိုတော့ပရိသတ်တွေကရောလာမယ့်ရာသီချန်ပီယံလိဝင်ခွင့်အတွက်ဘယ်အသင်းတွေကတက်ရောက်သွားမလဲဆိုတော့ခံမှန်ပြောဆိုပေးခဲ့ကြပါတော့ နေရာဒီမှာဒေကနေထွက်ခွာသွားရမယ့်လက်စနအာလုံးကိုမှတ်ရနေဦးမှာဖြစ်ကြောင်းဖွင့်ရပြောဆိုလိုက်တဲ့ဘာကျဲဘာနိုင်လောဒီယန်တင်ကောင်းဆောင်ဘာကျဲဘာနိုင်ကနေရာဒီမှာလောပြောင်းရွှေ့ခြင်းနဲ့ထွက်ခွာသွားခဲ့မယ်ဆိုရင်တော့လက်စနအာလုံးကိုလည်းဘာလို့အသင်းမှာကောင်းတဲ့အရာတွေနဲ့သတိရရှိနေဦးမှာဖြစ်ကြောင်းဖွင့်ရပြောဆိုလိုက်ပါလိမ့်အင်္ဂလန်ညာနောက်ခံသူဟာအခုရာသီလဘာဝုဒင်းနဲ့စာချုပ်တန်တန်းကုန်းစိုးမှ ဖြစ်ပြီးရီယယ်မထရီအသင်းနဲ့ဆွေးနွေးမှုတွေပြုလုပ်ခဲ့သူလည်းပဲဖြစ်ပါလိမ့် ။ဘာကြဲမနဲ့နဲ့မိုးဆာလာတို့ကလည်းအခုရာသီအကုန်မှာစာချုပ်သဏ္ဍာန်ကုန်ဆုံးမှာဖြစ်ပေမဲ့လည်းမကြာသေးမီတုန်းကလဘောက်ဦးအသင်းနဲ့နှစ်နှစ်စာချုပ်သေးချုပ်ဆိုပြီးအနာဂတ်ပတ်သက်ပြီးထွက်ပေါ်နေတဲ့သတင်းတွေကိုအဆုံးသတ်ခဲ့တာလည်းပဲဖြစ်ပါလိမ့်။ဒါပေမဲ့ရာသီသိမ်းမှု၅ဘွဲ့သာလွတ်တော်တဲ့အချိန်မှာထွက်လန်းဇနတ်အာနိုရဲ့အနာဂတ်ကမရေမရာဖြစ်နေစေလည်းပဲဖြစ်ပါလိမ့်။ဘာကြဲဗန်တိုင်းကတော့ဒီကလေးကိုကျွန်တော်ရောက်ရှိနေကသူကဆက်လို့ရှားဖို့ကောင်းတဲ့အစားမအဖြစ်ရှိနေခဲ့ပါလိမ့်။တကယ်လို့များသူထွက်ခွာသွားမယ်ဆိုရင်တော့ကောင်းတဲ့အရာတွေနဲ့သူ့ကိုအမြဲတမ်းမှတ်ရနေဦးမှာပါ သူ့ရဲ့နာခဲ့ဘလို့ပဲဖြစ်လာပါစေဒါသူရဲ့သူ့ရဲ့မိသားစုဖြစ်ရှင်ရမယ့်အရာတွေပါပဲဒါမှလည်းပဲအခုအချိန်မှသူကလည်းဘုရားမှာတက်ရောက်အဖြစ်ရှိနေတော့မှာပဲသူကကျွန်တော်တို့အသင်းအတွက်အရေးပါတဲ့ဇာမတက်ရောက်ပါလို့ဖွင့်ရပြောဆိုခဲ့တာလည်းပဲဖြစ်ပါလေလက်စနာကတော့ဂျာမနီတုံးကလက်စတာစီရီယာအသင်းကိုတိုင်ရောက်ရှိခဲ့တဲ့ပွဲစဉ်မှာ80မိနစ်မှာလူစားဝင်လာပြီးတော့9မိနစ်ကြာမှာပဲအသင်းအတွက်တလုံးလေးတော့အနိုင်ကိုကိုတွင်းယူပေးခဲ့တာလည်းပဲဖြစ်ပါလေ ဒါလာစနာအနောကဂိုသွင်းယူပြီးတော့လဘောပရိသတ်တွေရဲ့ရှေ့ကိုသွားရောက်ပြီးအကြီးအကျယ်အောင်ပွဲခံခဲ့တာလည်းပဲဖြစ်ပါလိမ့်။ဗီလာနဲ့ပွဲကမန်စီအသင်းတို့ဘလူးပွဲဖြစ်ကြောင်းဖွင့်ရပြောဆိုလိုက်တဲ့နီးပြောင်းဂွာရီယူလာ။နီးပြောင်းဂွာရီယူလာကစတိုမီလာအသင်းနဲ့ရင်ဆိုင်စားရမယ့်ပရီးမီယာလိဂ်ပွဲအစဉ်မှာမန်စီအသင်းတို့ချန်ပီယံလိဂ်ဝင်ခွင့်အဆုံးဖြတ်အတွက်အရေးပါတဲ့နေရာဘလူးပွဲတစ်ပွဲလိုပဲကစားမှာဖြစ်ကြောင်းဖွင့်ရပြောဆိုလိုက်ပါလိမ့်။ ပရီးယားလိထဲဆုံး၅သင်းမှာယက်တီနေတဲ့အသင်းတွေဟာလာမယ့်ရာသီမှာချန်ပီယံလိဝင်ခွင့်ရရှိထားပြီးလီဗာပူးအသင်းနဲ့အာဆင်နယ်အသင်းတို့မှာထိုက်ဆုံးနှစ်နေရာရဖို့အတွက်တေချာတော့ရှိနေပြီလည်းပဲဖြစ်ပါလိမ့်။သူတို့ရောက်မှာအသင်း၅သင်းကရမှတ်နှစ်မှတ်စီသားအကွာနဲ့ယက်တီနေတာကြောင့်ချန်ပီယံလိဝင်ခွင့်အတွက်ကတကယ်ကိုတိုက်ပွဲဝင်နေကြတာလည်းပဲဖြစ်ပါလိမ့်။ပရီးမီယာလိဂ်ပွဲငါးပွဲတာစားရဖို့ကြံတော့တဲ့အချိန်မှာမန်စီးယားအေဒီယက်ခွဲမှာရမှတ်တမတ်တာကွာနေတဲ့စင်ခွန်နေရာမှာအွန်လိုင်းအမ်ရီရဲ့အက်စတိုမီလာအသင်းနဲ့ဧကန်စားရမှာလည်းပဲဖြစ်ပါလိမ့်။နေပြကွဲလာက ဗီလာကချမ်ပလီဝင်ခွေတဲ့တိုင်ဝဲဝင်နေတဲ့အသင်းမှာကျွန်တော်ရဲ့ငွေချင်းကြီး Lewis Enrique တွင်နေတဲ့ PSG အသင်းရဲ့ဘွဲစင်မှာသူတို့ဇာတော့ကိုကျွန်တော်ကြည့်လိုက်ရပါတယ်တကယ်ကိုအံ့ဩစရာပါအရန်ရန်ကိုထင်ကြီးမိပါတယ်သူတို့ခံစစ်ပိတ်ဆို့ကစားနိုင်ပါတယ်တကယ်လို့တိုင်စစ်စင်ပြီးကစားမယ်ဆိုရင်တော့သူတို့ကမြန်တော့အလို့တကယ်မောတွေကိုလက်နက်တပွဲရှိနေပါတယ်စုစည်းမှုကလည်းအရန်ကိုကောင်းပါလေ။ဒါဘလူးဝဲတစ်ပွဲလို့ကစားရမယ်လို့ထင်ပါလေ။ပရမမင်းကစပြီးအသင်းကိုကိုင်ညီနိုင်မှုမျှော်လင့်ပါလေ။တခါလေကျွန်တော်တို့နှေးကွေးပါလေ တခါတလေကစားတာမကောင်းပါဘူးအခုတို့ကိုတကယ်ပဲလိုအပ်နေပါလိမ့်စူညံစွာနဲ့ပဲအားပေးဖို့လည်းလိုအပ်နေပါလိမ့်ဒါကြောင့်တို့အတွက်တကယ်ကိုဘိုလ်လူပွဲစဉ်တပွဲလိုကစားရမှာဖြစ်ပါတယ်လို့ဖွင့်ရပြောဆိုခဲ့တာလည်းပဲဖြစ်ပါလိမ့်တပတ်မှလည်းမန်စီးတီးနဲ့ဗီလာအသင်းတို့ဟာမေလမှာဇာယာမယ် FA ဗလာဘလူးပွဲမှာလည်းရန်ဆန်တွေ့နိုင်အောင်မှာလည်းပဲဖြစ်ပါလိမ့်။ဖက်စတီဗယ်လေးအသင်းနဲ့ဗီလာ၊နော်ဒန်ဖော်ရက်စ်နဲ့မန်စီးတီးအသင်းတို့ဟာဝင်းမလီကွင်းမှာ FA ဗလာဆီမီဖိုင်နယ်တွေ့ဆုံနေကြတာလည်းပဲဖြစ်ပါလိမ့်။ ဒါပြင်နေပြဝိုင်လာကဗီလာသဲမှာခြေစွမ်းပြစားနေတဲ့မန်စီးတီးလူငယ်ဇာမာလီရော်ဂျာရဲ့ခြေစွမ်းကိုလည်းထီထူပြောဆိုခဲ့သေးတာလည်းပဲဖြစ်ပါလိမ့်။ရော်ဂျာပြီးခဲ့တဲ့ဖေဖော်ဝါရီလတုန်းကမက်တန်ဘရော့ကနေဗီလာကိုပြောင်းရွှေ့လာခဲ့တာဖြစ်ပြီးအခုရာသီမှာ၁၄ကိုသွင်းပြီး73ကြိမ်ဖန်နီးပြီးအင်္ဂလန်သဲမှာရွေးချယ်ခြင်းခံထားရတာလည်းပဲဖြစ်ပါလိမ့်။ကျေးဇူးတင်ပါတယ်။ပရိသတ်များလို့ကိုစိတ်နှပြောင်းတမ်းမှာထမ်းတာပြီးဘေးပြန်ဝေးကွာကြပါစီခင်ဗျာ။